့တချဲတို့ကုန်းမောင်ခေရဲ့နိုင်ငံတော်ကြီးတိဆောက်ခဲ့ပုံနဲ့နိုင်ငံတော်အင်အားတောင်းတင်းလာပုံကိုလေ့လာကြည့်ကြမယ်နော် ဒုတိယတောင်ငူခင်းညောင်ရမ်းမင်းဆက်ပြတ်သုံးသွားပြီးတဲ့နောက်မှာ အကွဲအကွဲပြားပြားဖြစ်နေတဲ့နိုင်ငံတော်ကို စီယုံခဲ့တဲ့သူဟာမုတ်ဆိုးဖို့ရွာသူကြီးဦးအောင်စေရဖြစ်တယ်။ဦးအောင်စေရကပထမဦးဆုံးမိမိဒေသလုံခြုံရေးနဲ့စီယုံရေးလုပ်ငန်းတွေကိုဆောင်ရွက်ခဲ့တယ်။ မုတ်ဆိုးဖို့ရွာမှာထန်းလုံးခံတက်မျိုးကို အခိုင်မှာတိဆောက်ပြီးတော့ကျုံမြောင်းတွေကို တူးစေခဲ့တယ်။ထန်းလုံးတက်ဝင်းကျင်မှာရန်သူတွေမခိုအောင်နိုင်စေဖို့အတွက်လည်းစီမံဆောင်ရွက်ခဲ့တယ်။ပတ်ဝန်းကျင်မှာရှိတဲ့ရွာပေါင်း46ရွာလူတွေကမုတ်ဆိုးဖို့ရွာကိုခိုးဝင်လာကြလို့အင်အားတောင်းတင်းလာခဲ့တယ်။လက်နက်ရိက္ခာတွေဖြည့်တင်းပြီးတော့အင်အားစုပြီးတော့ရန်သူတွေတိုက်ခိုက်လာလို့ရှိရင်အစင်သည့်ဖြစ်စေဖို့အတွက်လည်းစီမံဆောင်ရွက်ခဲ့တယ် န်တာဝရီတက်တေရအချိန်ချင်းတိုက်ခိုက်လာတာကိုတွန်းလံပြီးတဲ့နောက်မှာတော့ဥအောင်စေရကအလောင်းမေတရားပွဲကိုခံယူတဲ့မုတ်ဆိုးဘူရွာကိုမြို့နှမ်းတည်ပြီးတော့ယန္တနာတိန်ခါလို့တမုတ်ခဲ့တယ်။မုတ်ဆိုးဘူကိုရန်ကြီးအောင်ဂုံးပေါင်းယန္တနာတိန်ခါရွှေဘူလို့လည်းခေါ်ကြတယ်။ကဲဒါဆိုလို့ရှိရင်နိုင်ငံတော်ပုံမုံအင်အားတောင့်တင်းအောင်ဗားရီဆောင်ရွက်ခဲ့လဲဆိုတာကို မလေးလာကြီးကကုန်းပောင်ခေဦးပိုင်းမရောက်ခင်က ဒုတိယတောင်ငူခေနိုင်ငံတော်နောက်ဆုံးမှာဘာဖြစ်သွားလဲဆိုတာကိုသားတို့သမီးတို့မှတ်မိကြလားဒုတိယတောင်ငူခေနိုင်ငံတော်ဟာပြည်ပဟာတရုံနဲ့ရိုးရရာတို့ရဲ့ကျူးကျော်တိုက်ခိုက်မှုစော်ပွားတွေရဲ့ပုံကန်ခြားနားမှုနဲ့နောက်ပိုင်းဆက်ခံတဲ့မင်းတွေရဲ့အရေးချင်းညံ့ဖျင်းမှုတွေကြောင့်အင်အားကျဆင်းလာခဲ့တယ် အဲ့ဒါလေးအပြင်ကို နေပြည်တော်ကိုဟန်တာရီကနေအင်းဝအောင်ပြောင်းရွှေ့လိုက်တဲ့အတွက်နိုင်ငံခြားကုံတွယ်ရင်းနဲ့နိုင်ငံတကာဆက်ဆံရေးရလည်းအဆက်ပြတ်သွားခဲ့တယ်။နိုင်ငံတော်အတွင်းမှာစီလုံးမှုတွေပျို့ကွဲပြီးတော့တူတလူငါတမင်းအုပ်ချုပ်လာကြတယ်။အောက်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဟန်တာဝရီတို့ဟာအင်းဝါကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ဒုတိယတောင်ငူခေတ်နိုင်ငံတော်ကအက်ဒလိုနဲ့ပြတ်တုံးခဲ့တယ်။ ဒါဆိုလို့ရှိရင်ကုန်းမောက်ခေဦးအလောင်းမင်းတရားရဲ့နိုင်ငံတော်ပုံမအင်းအားတောင်းတင်းလာအောင်ဗားရီဆောင်ရွက်ခဲ့လဲဆိုတာကိုကြည့်ကြမယ်။အလောင်းမင်းတရားကမြန်မာတနိုင်ငံလုံးကိုစီယုံသိမ်းသွင်းရာမှာ1955ခုနှစ်တကုံးကိုခြိတက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတော့ရန်ကုန်လို ခေါ်တွင်စေခဲ့တယ် ရှမ်းပြည်တခွင်မှာရှိတဲ့ရှမ်းစော်ဘွားတွေကိုလည်းစီယုံသိမ်းသွင်းနိုင်ခဲ့တယ်။တန်လင်မှာခြေကုပ်ယူဖို့စ조사နေတဲ့ပြင်သစ်တို့နဲ့ဟိုင်းကြီးကျွန်းမှာကုန်တိုက်ဆောက်ပြီးတော့မြန်မာပြည်တွင်းရေးကိုခြေရှုံနေတဲ့အင်္ဂလိပ်တို့ကိုလည်းဖယ်ရှားနိုင်ခဲ့တယ်။ အထက်မြန်မာနိုင်ငံတော်ကိုထိပါနှောက်ယှက်လာတဲ့မဏိပူရာတို့လည်းတိုက်ခိုက်နှိမ်နှင်းခဲ့တယ်။တနင်္လာရီဒေသကိုသိမ်းယူထားတဲ့ရိုးတရားတို့ကိုလည်းတိုက်ထုတ်နိုင်ခဲ့တယ်။အလောင်းမေတရားကြီးဟာအင်အားပုံမတောင့်တင်းလာပြီးတော့ကျယ်ပြန့်တဲ့ကုန်းပောင်မင်းနိုင်ငံတော်ကိုတီထောင်နိုင်ခဲ့တယ်။ ကဲဒါဆိုလို့ရှိရင်ဥအောင်စေရကပထမဦးဆုံးမိမိဒေတာလုံခြုံရေးကိုဆောင်ရွက်ခဲ့တယ်။အဲ့လိုဆောင်ရွက်မှုကြောင့်အင်အားတောင့်တင်းလာပြီးတော့နိုင်ငံတော်ကိုတည်ထောင်နိုင်ခဲ့တယ်။နိုင်ငံတော်ထူထောင်ပြီးတဲ့နောက်မှာလည်းစီယုံရေးလုပ်ငန်းတွေကိုဆောင်ရွက်ခဲ့တယ်။အဲ့လိုဆောင်ရွက်ခဲ့လို့ပုံမအင်အားတောင့်တင်းလာပြီးတော့ကုန်းပောင်မင်းနိုင်ငံတော်ကိုတည်ထောင်နိုင်ခဲ့တယ်။ ကဲဒီပုံလေးရတော့ရွှေပုံယတနာနန်းတော်ရဲ့ပုံလေးနော်ဒါဥအောင်စရာတိဆောက်ခဲ့တဲ့နန်းတော်ပါဒီပုံကတော့ကုန်းမောင်ခေဦးမြန်မာနိုင်ငံရဲ့မြေပုံကဲဒါဆိုတိချက်နဲ့နောက်စာတင်ချိန်တစ်ခုမှပြန်တွေ့ပါမယ်ဒီစာသင်ချိန်မှာတီချဲတို့ကုန်းမောင်ခေရဲ့အုတ်ချုပ်ရေးကြောင်းကိုလေ့လာကြည့်ကြမယ်နော် ကုန်းမောင်ခေအုတ်ချုပ်ရေးမှာဗရေတရစ်အုတ်ချုပ်ရေးစနစ်ဖြစ်တယ်။အုတ်ချုပ်ရေးကိုနေပြည်တော်အုတ်ချုပ်ရေးဗဟိုအုတ်ချုပ်ရေးနဲ့အဝေးမျိုးရွာအုတ်ချုပ်ရေးဆိုပြီးတော့နှစ်မျိုးပိုင်းခြားထားတယ်။နေပြည်တော်အုတ်ချုပ်ရေးမှာလှွတ်တော်ဘဲတိုက်ရှေယုံနောက်ယုံနဲ့တရားယုံတော်ဆိုပြီးတော့လှွတ်ယုံ၅ရက်ထားပြီးတော့အုတ်ချုပ်တယ်။လူယုံ၅ရက်ကတယုံနဲ့တယုံညှိနှိုင်းပြီးတော့ပြည်တွင်းရေးကိစ္စတွေကို စီမံဆောင်ရွက်ရတယ်။ လွှတ်ရုံး၅ရက်မှာအုပ်ချုပ်ရေးအရာရှိများကတာဝန်နဲ့ဝတ္တရားတွေကို အစင်းစင်းဆောင်ရွက်ခြင်းနဲ့ဘရင်အာဏာတည်တံ့ဖို့အတွက်ကြိုးပမ်းရတယ်။ အဝေးမြို့ရွာအုတ်ချုပ်ရေးမှာဘယင်ခံမျိုးစားစော်ဘွားတို့ဟာအုတ်ချုပ်စီတယ်။တရားစီရင်ရေးမှာကြီးတဲ့မှုကိုငဲအောင်ငဲတဲ့မှုကိုပပြောင်းအောင်စီရင်ရတယ်။မင်းတို့မင်းလက်ထက်ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်အနေနဲ့တအိမ်တောင်မှဆယ်ဖို့တဖို့ကောက်ခံတဲ့တတမေတာအခွန်တော်စနစ်တင်းနဲ့မင်းမှုတန်းတွေကိုလစာပေးပြီးတော့အုတ်ချုပ်တဲ့စနစ်ကိုကျင့်သုံးခဲ့တယ် မြန်မာအခရယာနဲ့ဂျင်းနဲ့ရိုက်တဲ့စနစ်ကိုတီထွင်နိုင်ခဲ့လို့အုတ်ချုပ်ရေးမှာများစွာအထောက်ပံ့ဖြစ်စေခဲ့တယ် ဒါကဘယင်းညီလာခံကျင်းပနေတဲ့ပုံညီလာခံဆိုတာကရှင်ဘရင်ကမူးမတ်တိုးနဲ့စီဝေးတိုင်မင်တာကိုပြောတာကျင်းနဲ့ရိုက်တယ်ဆိုတာကတော့ကျင်းနဲ့နဲ့သတင်းစကားပေးဖို့တာကိုပြောတာဗရီသရစ်စနစ်ဆိုတာကတော့ဘယင်းညိုစားစတဲ့သူတွေက ကုံထုပ်ယင်းနီးတွေကိုပုတ်ကလေးကပစ္စည်းအဖြစ်ပိုင်ဆိုင်ချဲလဲတဲ့လူနေမှုစနစ်ကိုပြောတာနော်ကဲဒါဆိုသားတို့သမီးတို့တွေအားလုံးကုန်းမောင်ခေးရဲ့အုတ်ချုပ်ရေးကိုနားလည်သွားကြပြီဒါဆို ဆိုတီချဲနဲ့နောက်စာသင်ချိန်တစ်ခုမှပြန်တွေ့ပါမယ်။